အနုပညာရှင်တွေအဖက်မလုံကြတဲ့ဆက်ဖွဲ့သားတွေပေါ့ကျေးဇူးဆက်ခဲ့တဲ့နေတို့ရန်ကုန်စနီနယူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်အနုပညာလောကမှာကင်မရာရှိမှရှိုက်ပြသလောက်မယိုးရှင်သလောက်အနေမြင်ဆက်တွေကလည်းရှုပ်ထွေးပါတယ်အနုပညာလောကမှာဇက်ဆောင်မင်းသားမင်းသမီးတွေကသာလေးစားခဲ့ရသလောက်အဖက်လုံခံခဲ့ရတာပါကြံနေဇက်ပို့သမားတွေနဲ့အနုပညာရှင်တချို့ကနေရပြီးမခံရတဲ့အပြင်အနုပညာကြီးလည်းနေပါပါတယ်ဒီထဲမှာဆက်ဖွဲ့သားတွေလည်းအပဝင်မှာဆက်ဖွဲ့သားတွေကရှုပ်ရှင်တကားဆက် န်းအတွက်တတွင်ပြီးမြောက်ရိုက်ဖို့အတွက်အစွမ်းကုန်ကိုကြိုးစားခဲ့ရတာပါ။မိုးရွာရွာနေပူပူအစွမ်းကုန်ကြိုးစားရပါတယ်။ဒါပေမဲ့လည်းတကယ်တမ်းမှာတော့အမှုပညာကြီးကိုအမြောက်များမရရှိခဲ့ပါဘူး။ဒါကြောင့်မို့လို့လည်းစားဝတ်နေရခက်ခဲကြပါတယ်။အမှုပညာကြီးအမြောက်များရကြတဲ့အမှုပညာရှင်တွေဘက်ကကုညီထောက်ပံ့မှသာအဆင်ပြေတာပါ။ဒါပေမဲ့လည်းတော်တော်များများကသူတို့ဘဝနဲ့သာလဲပတ်နေကြတာမို့လှူဒန်းပေးဖို့မိနေကြတာပါ။နေတို့ကတော့ဆက်ဖွဲ့သားတွေပေါ်မှာဘယ်တော့မှမမိပါဘူး။ဆက်ဖွဲ့သားတွေကရုပ်ရှင်လောကအတွက်ကြီးစုရှင်ဆိုတာသိတာနေတာ ာကြောင့်မှဒါကြောင့်မလို့နေတိုကစက်ဖွဲ့သားရင်းရဲ့ကျေးဇူးကိုတည်တပ်ကထောက်ပံ့ပေးခဲ့တာပါပြီးခဲ့တဲ့2024ခုနှစ်အကယ်ဒမီပြပွဲမှာနေတိုကအမျိုးသားဆက်ဆောင်စုကိုရရှိခဲ့တာပါအမျိုးသားဆက်ဆောင်စုရရှိခဲ့တဲ့အတွက်လည်းနေတိုကအလှူဒန်းတွေလုပ်ခဲ့ပါတယ် ဒီထဲမှာမှစက်ဖွဲ့သားတွေတွတ်ထပ်ပြီးလှူဒန်းပင်ခဲ့ပါတယ်။အကယ်ဒမီပြည်ပွဲကျင်းပခဲ့တာကနှစ်လပိုင်းမှကျင်းပခဲ့တာမို့ကြာပြီဆိုပေမဲ့ဤသူကစက်ဖွဲ့သားတွေကိုလှူကြနာကြောင့်တီးတန့်လှူပေးခဲ့တာပါ။စက်ဖွဲ့သားတွေလိုရာသုံးဆွနိုင်ဖို့အတွက်တင်းတရာချက်တီတီကိုလှူဒန်းပေးခဲ့ပါတယ်။ရုပ်ရှင်စီးရုံမှာကအလွန်လိုက်ဖွဲ့သားတွေထားရှိတာပါ။ဇက်ဆောင်တွေနဲ့ဇက်ဖို့ဇက်ဖွဲ့ဆိုတာတီးတန့်ရှိသလိုတစ်ဖက်မှာလည်းစက်ဖွဲ့နဲ့အောက်ခြေအနုပညာရှင်ဖွဲ့ဆိုပြီးခွဲခြားထားတာပါ။ဒါကြောင့်မလို့အနုပညာလောကမှာဝင်ငွေအနေဆုံးဖြစ်တဲ့စက်ဖွဲ့သားတွေအတွက် နေတိုးကလူတန်းပေးလိုက်တာပါတင်းတရားစုရဲ့ပမာဏကဆက်ဖွဲ့သားတွေအတွက်တော့များပြားတာမို့အစည်းအုံကနေဆက်ဖွဲ့သားတွေအတွက်တရားစီခွဲလန်းနဲ့ပြန်ခွဲပေးသွားမှာပါဆက်ဖွဲ့သားတွေကလည်းနေတိုးကိုကျေးဇူးတင်နေကြတာပါအမှုပညာရှင်တိုင်းလူလိုမိနေတကြပြီးမဲ့နေတိုးကတော့မမီမလျော်ပဲအမြဲတမ်းလူလိုလူတန်းပေးနေတာကြောင့်မှနေတိုးကဆက်ဖွဲ့သားတွေကိုအခုဒီချိန်မှာပထမအဆုံးလှူပေးတာမဟုတ်ပါဘူးအိုးရင်ကလေးကဆက်ဖွဲ့သားတွေအတွက်နေတိုးကကြုံရင်ကြုံသလိုလူတန်းပေးနေတာပါနေတိုးကရုပ်ရှင်ရိုက်ပြီးဆိုရင်လည်းတတိတခြားနဲ့မနေပါဘူး ုမင်းသားတစ်ယောက်ရဲ့တာဝန်ပြီးပြီဆိုရင်ခက်ချီချီနေတတ်တာမျိုးမဟုတ်ပေသူရိုက်ရမယ့်အခန်းပြီးပြီဆိုရင်စက်ဖွဲ့သားတွေရဲ့အလုပ်တွေကိုပါလီလာတတ်တာပေါ့ဒါကြောင့်မလို့လဲစက်ဖွဲ့သားတွေဘလောက်တောင်ပြင်းမဆင်းရဲရတယ်လဲဆိုတာဒီတိုးကတည်နေတာဖြစ်ပါတယ်တီးတဲ့အတွက်ကြောင့်လဲအောက်ချီအမှုပညာအလုပ်တွေပေါ်မှာဆိုရင်မြစ်တာထားပြီးကုညီထောက်ပံ့ပေးနေတတ်တာပေါ့ကျမ်းမာရေးကိစ္စအတွက်အရေးပေါ်လိုအပ်နေတာမျိုးဆိုရင်လဲဒီတိုးကကုညီတတ်ပါသေးတယ်အောက်ချီမလွတ်တဲ့ပြင်အားနည်းသူကိုကုညီတတ်တဲ့အကျင့်တွေကဒီတိုးကိုထိတ်တန့်မင်းသားဖြစ်အချိန်ကြာရင်ရက်တီနိုင်စေတဲ့အချက်တစ်ချက်ဆို ုံးမမှာပါဘူးဂျူနီယာအမှုပညာရှင်တွေအနေနဲ့နေတိုးရဲ့နေထိုင်ပြုမှုတွေကိုလိုက်နာနေထိုင်တင်တာပါအမှုပညာရှင်တွေအဖက်မလုပ်ကြတဲ့ဇက်ဖွဲ့သားတွေပေါ်ဂျေဇူးဆက်တဲ့အနေနဲ့တိန်းတရာကျက်လူဒန်ပြီးခဲ့တဲ့နေတိုးပေါ်ပရိသတ်တွေရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါဦးအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တအုပ်တယောက်ချင်းစီတိုင်းကိုဂျေဇူးမြားကြီးတင်ပါတယ်ရှင်